မင်္ဂလာပါတော်တော်မမီလေးတို့ရေထူလန်နေပထထူစာပေကိုတီးပြီးကြပြီလားဒီဆောင်တိုက်ကိုမတီးချသေးဘူးဆိုရင်တော့ခင်းနောက်ကြနေပြီနော်ဆောင်လေးဖရင်ကလေးတို့ရေဘာသာစကားတိုးတက်စီဖို့ရည်ရွယ်ပြီးမြန်မာအင်္ဂလိပ်နှစ်ဘာသာလုံးနဲ့ကြိုးစားတင်ဆက်ထားတာဖြစ်လို့ဦးကောင်းကတော့အရှမ်းကိုသဘောကျနေပါပြီနော်ကဲတတမမီလေးတို့အတွက်ဘဟုတူတာလေးရကတွန်းပုံလှလှလေးတွေကိုလည်းဘလို့တန်းကြည့်ရှုပြီးကိုယ်တိုင်ကိုယ်ကြ အိမ်မှာစိန်ကြကြနဲ့ဝယ်ယူဖက်ရှုလို့ရနိုင်မယ်။ထူလန်နေစာအုပ်တိုက်ကထုတ်ဝေတဲ့စာအုပ်တလီတွေအကြောင်းကိုဦးကောင်းကအခုပဲမိတ်ဆက်ပေးလိုက်ပါပြီနော်။နံပါတ်၁မိခင်တို့ရဲ့အဖိုးမဖြစ်နိုင်တဲ့မြစ်တာအကြောင်းနားလည်စီမယ်။ဘလူးမကြီးရဲ့မိခင်မြစ်တာဒီစာအုပ်လေးကတော့ကြမ်းတမ်းရိုင်းစိုင်းနဲ့ဘလူးမကြီးဖြစ်ခဲ့ပြီးမယ်။ကိုရင်သွေးလေးအပေါ်မှာတော့ကြီးမားတဲ့မိခင်မြစ်တာနဲ့ အဆုံးထိကာဝယ်ပေးခဲ့တဲ့တူနိုင်မဲ့မိခင်မြတ်တာကိုနားလေသဘောပေါက်ပြီးမိဘအပေါ်မှာအလုသင့်တဲ့လူရဲ့တွေကိုရှောင်ချင်စေနိုင်ဖို့တင်ပြထားတဲ့တင်ငန်းစာကောင်းတဲ့ရုပ်ပြပုံမြင်စာအုပ်လေးပဲဖြစ်ပါရင်တော့နံပါတ်2ဆရာမ၍လူစိုးကြီးဖြစ်ခဲ့ဘူးသူအင်ကူလီမာလာအကြောင်းနံပါတ်3ကလေးတို့အတွက်ဘဝအသိပညာပေးပုံမြင်များအတွေ့အကြုံနံပါတ် မြတ်စွာဘုရားရှင်လက်ထက်ကဖြစ်ပျက်ခဲ့ဘူးသောဒေါသကြောင့်ငြေးကြသူနံပါတ်9 950စက်တော်ပုံမြင်မှာမိဘကိုပြင်မာ၍အရှင်လက်လက်ငြေးကြသူနံပါတ်6မဟာစန္ဒကဇတ်တော်ဇတ်တော်ကြီးစေပွဲမှာကောက်နှုတ်တင်ဆက်ထားတဲ့ဇွေးလုံးလာရှိသူဤအောင်မြင်ကြီးနံပါတ်9 950စက်တော်ပုံမြင်မှာမိဘစကားမပင်ရှောင်း၍ရှင်ဘရင်ဖြစ်ခဲ့သူ တီကောင်မင်းသားနံပါတ်၈မိမိကိုကိုယုံကြည်ပါနံပါတ်၉ရှီမန်းချက်ထိုင်မြေးသူလေးနံပါတ်၁၀ပင်ကို အလှကိုတန်မိုးထားပါနံပါတ်၁၁ဇွဲမလျှော့သူလေးနံပါတ်၁၂မိမိဆူရာချစ်လို့ပါနဘဆတ်တော့ဖိဖိကို နားလေပြီးပါ နံပါတ်14မိမိစကားနားထောင်မယ်နံပါတ်15အရွယ်တိုက်တက်သူလေနံပါတ်16မေတ္တာတရားနံပါတ်17မောင်နှမကြီးညာတာပါနံပါတ်18မိမိကိုချစ်တယ်နံပါတ်19တော်တာအိုလီလိန်ပါဘူးနံပါတ်20 ပြန်ခံမပြောတော့ပါစရဲစာအုပ်ကလေးတွေပဲဖြစ်ပါ रे ကွယ်အခုဦးကောင်းမိတ်ဆက်ပေးခဲ့တဲ့စာအုပ်လေးတွေရဲ့တန်ဖိုးကတော့တအုပ်ကို3800ကျပ်ပဲကျတင်ပါ रे ကွယ်စာအုပ်လေးတွေရဲ့တန်ဖိုးကတော့တအုပ်ကို3800ကျပ်ပဲကျတင်မှာဖြစ်လို့တသားမမီလေးတို့ကပြပေမမီတို့ရဲ့လက်ကိုဆွဲပြီးအမျိုးမျိုးအနေနဲ့မှာရှိတယ် baby store စာအုပ်ဆိုင်များ ocean city mart shopping mall scenario နဲ့ pro one စတဲ့နေရာတွေမှာ ထူလန်နေစာအုပ်တက်ကထုတ်ဝေတဲ့စာအုပ်တက်လေးတွေကိုအခုပဲတောင်းရဝယ်ယူလိုက်ကြပါစို့နော်တတမီမီလေးတို့ရေပုံမြင်စာအုပ်အစ်စ်ကလေးတွေကိုဖတ်ရင်းနေ့ရက်တိုင်းမှာကျမ်းမာပျော်ရွှင်ကြပါစေကွယ်တတာ